လှုပ်ချံလို့ပါဗျာဟုတ်တနင်္ဂနွေနေ့ညကိုတရားပွဲလှုပ်ချံလို့ပါဗျာဆိုတော့တပည့်တော်ကအော်တခါကြီးတို့ဆရာတော်ကတော့ငါတို့အဲမော်လမြိတ်မှာတရားလာခေါ်လိုက်တာအဲ့ဒီခေတ်ကဒီလို2000နဲ့အဲ2009ပေါ့ဗျာအဲ2009ခုနှစ်လောက်ကပေါ့2010အဲအဲ့ဒီကဆိုတော့ အဲတရားဟောတော့တရားတော်ဓမ္မပူဇာ30နဲ့3သိန်းလောက်အဲအဲ့ကြာမမမမအဲ့ကအဲ့တော့တရားကြီးတို့လို့ဟို32သိန်းကြီးတော့မှအဆရာတော်ကဓမ္မပူဇာရသွားပြီဆိုတော့ဒီတခါတော့ဆရာတော်ကိုပင်းဆောက်အားတာအလုံးအမတာမှလွယ်သွားပြီလို့တရားကြီးတို့ကဟိုအော်မီအော်မီသွားပြီပေါ့နော်တရားကြီးတို့ကျုပ်က ခိုတနေ့ကလာရတယ်ဆိုတာကျုပ်ရဲ့ non door ဆရာတော်ဒီကျုပ်ရဲ့ non door ဆံဖြူဆရာတော်ဒီရဲ့အမိတ်ကိုဘလို့မှအချောင်းမြူးမြူးဘလို့ပြခွင့်မှမရတော့လို့ကျုပ်လာလာတော့လို့ဒကာကြီးတို့ဓမ္မပူဇာကိစ္စကိုဟိုဒကာကြီးတို့အဲ့လိုမပြောနဲ့လို့ဟာဆံသာဆံသာအဲဒီလိုတို့အဲ့လိုဟိုဟာမထမ်းပါနဲ့ဗျာမမမမအဲ့လိုမဟုတ်ပါဗျာ အဲဒီလိုတို့ရည်ရွယ်ချက်ကဒီလိုပါဗျာအခုအဲတရားဟောသွားတဲ့တိပိကဆရာတော်တွေကိုနေပူဇော်ပွဲထထုတ်ချင်တာဩနေပူဇော်ပွဲထထုတ်ချင်တာကိုတို့အကုန်လုံးကိုပြန်ပွင့်မလို့ပါဗျာဆရာဗျာအဲ့တော့အကုန်လုံးကိုပြန်ပွင့်မလို့ဆိုတော့ဒီတော့ပြန်ပွင့်မယ်ဒါပေမဲ့လို့ဆရာတော်တွေကိုနေတရားပွဲပွင့်ပြီးလို့ဆရာတော်တွေပြန်ကြွားခဲ့ရင်အရှင်ဗျာကချက်ချင်းပြန်မကြွားဘဲနဲ့ ညမှာညတရားလေးချိမြောက်ဖို့ဆိုလိုတာပါဗျာလို့အဲ့လိုရှောက်တယ်ဗျာဟောအဲ့ဒါဆိုရင်တော့ဆရာတော်ကြီးရဲ့အားလုံးရဲ့ကိစ္စဖြစ်နေတဲ့အတွက်ဘုံရတဲ့အဆန်းပြေတယ်ပေါ့နော်ဗျာအဲ့ဒါနဲ့ဒီလိုတော့ပြန်ကြွပြီးတော့ဆရာတော်ကြီးအားလုံးပြန်ပွင့်ပြီးတော့မော်လမြိုင်မှာနေခန့်ပူဇော်ပွဲလို့ပြီးတော့ဒီတော့တနန်းကိုနေပြီးညအဲ့မှာ ဘုဟာဒီတို့အင်္ဂါနေ့ညလောက်မှာပထမတရားပွဲပေါ့ဗျာတနင်္ဂနွေနေ့ညမှာဒီပြီးတော့ဒုတိယတရားပွဲအဲမှာဒုတိယတရားပွဲကြတော့ဒီပြီးတော့အသိန်း40ကျော်လှူကြတယ်ဗျာအဲ40ကျော်လှူကြတဲ့ခါကျတော့ဒီပြီးတော့အဲ့ဒီဘုနဝကံမတွေကိုအဲမော်လမြေငါစတဲ့တိုက်ပြီးအဲဆရာလေးကြီးကြောင်းတိုက်ပြီးရောဘုံလို့အဲငါးသိန်းသုံးသိန်းစသည်ခွဲချောင်းဝေးမှာပြီးတော့ဒီပြီးတော့လှူခဲ့တယ်ဗျာတမန်ပါဗျာလှူပြီးတော့ဒီပြီးတော့ကပြန်မယ်ဆိုတဲ့ခါကျတော့ ပြန်မယ်ဆိုတော့တကားဒီကတပြုတော့အစံပြာဟိုဆရာတော်လည်းပြန်ကြွရမယ်ဆိုတော့တပြုတော့အဲတခုလောက်အဆော့ဆံလို့ပါအဲ့ဒါကတော့ဆံပြာမော်လမြိုင်းမှာသာသနာပြုနိုင်လားဗျာအေးကန်ကြည့်ဦးဓမ္မဓမ္မအဲသာသနာကတော့ဘုံဘုံကြီးရဲ့ဘဝဆုံးဖြတ်ချက်ကတော့ဘယ်နေရာမဆိုဘူးပြုနိုင်တယ်ဗျာလို့ကြောက်တယ်ဓမ္မဓမ္မဟောဘာဖြစ်လို့လဲတခါကြီးလို့အစံပြာအတွက် တကယ်တော့ကြောင်းလှူချန်လို့ပါဗျာ။ဩအဲ့ဒါဆိုရင်တော့လုံးဝမဖြစ်သေးဘူးတကယ်ကြီးလို့။ဘာကြောင့်လဲဆိုတော့ကျုပ်ကဒီတရားပွဲတော်မှာဟောဆောင်မဟုတ်ဘူး။ကြောင်းတိုက်တီထောင်းတယ်ဆိုတော့ပူဆိုးပေါ်တို့။အဲ့တော့တကယ်ကြီးလို့မရဘူးမရဘူးလို့အဲ့ကိစ္စကတော့ကျုပ်စာမေးပွဲပြီးမှပဲ။ဟိုအဲ့ဒီတွေးလို့ရမှာ။အဲ့လိုပြောတဲ့ခါကျတော့အရှင်ဘုရားတရို့လို့ရှောက်ခံပြပါဗျာ။ ရာတော်ကဘယ်နေရာမှာဆိုသာသနာပြုနိုင်တယ်ဆိုတဲ့အတွက်အရှင်ဘုရားပိဋကသုံးပုံလုံးဝရည်ဖြည်ကုန်ပြီးသွားမှာပဲအရှင်ဘုရားကြွပြီးတော့သာသနာပြုမှာဒါပေမဲ့လို့ကျောင်းတိုက်တိုက်ကိုတပြုတော်လူကကကြီးကကနေစရမှာဖြစ်တဲ့အတွက်အရှင်ဘုရားလက်ခံပါတယ်ဆိုတဲ့စကလုံးလေးကိုတပြုတော်တို့ပေးချပေးပါတာပါဗျာအဲ့ဒါဆိုရင်တပြုတော်တို့အရှင်ဘုရားပိဋကသုံးပုံပြီးမှာပဲ ဆော့ထားပြီးတော့ရှင်ပြဖို့အောက်ထုတ်နေပြာပေါ့အဲ့လိုပြောဆော့တယ်ပြာတော့ကိုချုပ်တာမမအဲ့ဆိုတော့ရတယ်အဲ့လိုอ่ะတော့လို့ဒီမှာတင်မှာအဲ့ဒါနဲ့ဒီလိုကအဲ့လိုရတယ်လို့ပြောပြောအဲ့ဒါဆိုရင်ရှင်ပြာရှင်ပြရဲ့ရွေးချယ်မှုကဘာလဲရှင်ပြာဧက30တော့အဲ့လိုလို့ပါသလားပြာတရားကြီးလို့မလို့ဘူးသာသနာပြုတယ်ဆိုတာဧက30ဘာလို့မလို့ဘူးအဓိကလို့တာကဂောဇံကလို့လေ ဂောစရကမရှိဘူးဒကာရကမအဒီအမိမရှိဘူးဆိုရင်ဘလောက်မြေချက်ချက်ဘာလုံးမဖြစ်ဘူးမှန်ပါဒါကြောင့်မို့လို့ဒကာကြီးတို့အနော်ဆုံးငားဧကရှိရင်ရပြီအနည်းဆုံးလာအနည်းဆုံးငားဧကရှိရင်ရပြီတင်ပါအဲ့ဒါကြောင့်မို့လို့နော်လို့အဲ့လိုပြောပြီးတော့ဒီလိုကပြန်သွားပါဗျတင်ပါအဲ့ဒါကဒီရောဂဇက်ထွက်ခါစားဆိုတော့ဇန်နဝါရီလပေါ့ဗျာတင်ပါအဲ့ဒါနဲ့ မေလကြတော့တပည့်တော်နိုင်ငံတော်ကလက်မစကပွဲလုပ်ကြပြ။အမှန်လက်မစကပွဲလုပ်တော့ဒီရောမေတော်ကြီးခေါ်ပြီးတော့ဒီရောရန်ကုန်ကိုအဲဒီလိုပူဇော်ဝဲလာတာပေါ့ဗျာ။အမှန်ပါဗျာ။နိုင်ငံတော်ခန်းသန်းလာတယ်။လာတဲ့ခါကျမော်လမြိုင်ကလူတွေရောရောက်လာပြီးတော့အဆံဗျာ။မြေရပြီဖြစ်တဲ့အတွက်မြေလာပြီးတော့ရေစက်ချပြီးပါဦးဗျာတမတမတမမအဲ့ဒါဆိုတော့ အဲ့ဒါနဲ့ဒီပြီးတော့ကဒီမေတော်ကြီးတော့ခေါ်ပြီးတော့မောင်မြိုင်သွားအဲ့ဒါမှာဆရာတော်ဗုဒ္ဓရောင်မူလေးပါညာနဲ့တစ္ဆာဒိဋ္ဌံပြုခဲ့တာဗောဗျာမမအဲ့ဒါနဲ့ရေးချီရမဖြစ်ရသေးဘူးဗျာအဲ့ဒါနဲ့ရေးချီရမဖြစ်ရသေးဘူးဝါဒမင်းကြာတော့ဒီလိုတော့ကရှောင်းကြည့်မှာစာကြည့်နေတာဒီမှာဒီလိုတောင်းထားယူရမှာဗောဗျာဒီမှာအဲ့တော့မောင်မြိုင်က တက္ကະတွေကမြေရပြီးပြီဆိုတော့တပြည့်တော်ကိုဆွန်စာကျောင်းကဘယ်လိုထားမလဲဖေ။လမ်းလေးကဘယ်လိုဖောက်မလဲဖေ။အင်းအင်းတိမ်ကဘယ်လိုထားမလဲဖေဆိုတာစိုက်ပလန်တလတခါတော့တလတခါတော့လာနေရောဗျာဘုရိုးစိတ်ကမှလူပြီးပြီမမမမလာနေတော့အဲ့ဒါကိုယွာကဓမ္မစီယတကြအောင်ထားတယ်တပြည့်တော်ရဲ့တပည့်လေးတယောက်ကလူထွက်ပြီးတော့ယွာမှာ ရှိနေအဲ့ဒါ तू ကအဲ့ဒါကိုကြည့်ပြီးတော့ဘုန်းကြီးအဲ့ဒီ तू ကလာတိချာနားထောင်လားနားထောင်တော့တပြီတော့ကလည်းဟိုခဲလေးနဲ့ဆွဲပြတာပေါ့ဗျာဆွဲပြတာကို तू ကကြည့်ပြီးတော့အဲ့ဒါနဲ့ကိုယ်ရရောက်တော့တပြီတော့ဘုန်းကြီးအဲ့ဒါကမောလမြိန်မှာအစမရကြောင်းလက်ခံနေဆိုတဲ့အတိတ်ပဲလားဗျာဟုတ်တယ်ကုလူကြီးဒါပေမဲ့လို့ ပိရိကတော့ဘုံပြီးသွားမှာပါကွာခုမဟုတ်ပါဘူးကွအဲ့လိုပြောတယ်အဲ့ဒါနဲ့အဲ့ကလေးကသူ့ဟာသူတွေးချင်တာတွေးပြီးတော့ဘုံကြီးရဲ့ဘာလုပ်လဲဆိုတော့ယွာကဘုံကြီးတွေယွာတကားတွေကို तू ကတပြီတော့မသိအောင်ချစ်စီမံပြီးတော့တပြီတော့ကျောင်းစီမံပါလေရောဗျာကျောင်းစီမံပါလေရောဆိုတော့ငါတို့ဒီတိုင်းသာနေရင် ငါတို့ဘုန်းကြီးကိုငါတို့ကမွေးဖွားကြည့်ပြန်အောင်လုပ်ပေးခဲ့တော့လေနောက်ကြရင်ငါတို့ဘုန်းကြီးကရဝေးမှာပဲတာတပြုရင်ငါတို့ဉာဏ်ရဖို့မလွယ်ဘူးဆိုတဲ့နှောင့်ဖက်မှုကိုသူတို့တွေးတာပါဗျာအဲ့ဒီလိုတွေးပြီးတော့ဘုန်းကြီးရဲ့အဲ့ဒီရွာမှာလည်းပဲအဲ့အဲ့ဒီခွာသုံးရောင်မြေမြာစီမံကြတာဗျာခုနကတရားကျော်ထားတဲ့အဲ့အဲ့ဒီလိုအဲ့ဒါကြီးကလည်းအဲ့ဒီ အကျိုးအကြောင်းဖြစ်ပြီးတော့အဲ့လိုနဲ့ပေါ်ထွန်းလာတာဗျာအဲ့ဒီအကြောင်းလိုက်တာအဲ့တော့မော်လမြိုင်ကအဲ့ဒီလိုနဲ့ဝါကျွတ်တလပိုင်းကြတော့တကြီးတော်ကရန်ကုန်ကိုစာဖြီလာတယ်ဗျာ2000နဲ့အဲဆက်တခုပေါ့ဗျာ2000ဆက်တခုနှစ်စာဖြီလာတဲ့ခါကြတော့တပြီတော်စီကိုဖုံးလာတယ် ဒီလိုကဘာအိမစာကြည့်နေစာမဖြစ်ရသေးဘူးဓမ္မဓမ္မဓမ္မအဲ့ဒါနဲ့ဖုံးကိုဒီလိုကကပ္ပယတွေကိုပြောထားတာအဲ့ဒါနဲ့ဟိုကလည်းပဲမော်လမြိုင်ကဖုံးဆိုတော့ကပ္ပယကလည်းအရေးကြီးနေမှာဆိုလို့ရမှာမဟုတ်ဘူးဒီလိုအခန်းထက်ကြီးလာပြီးတော့ရှမရဒီလိုဟိုကြောင်းကိစ္စ အဲ့လိုပြောရပါဆာမွေကဖြည့်ဖို့ရအတွက်၄၅ရက်ပဲပြောတော့တာတင်ပါအကြောင်းကိစ္စဆိုတော့တပည့်တော်ကဟဲ့ကောင်ဆိုတော့ဒေါသနဲ့ပေါ့ဗျာတင်ပါငါဒီဖုံးကငါဒီနာခွဲလိုက်ရမှာလားအဲ့ငါပြောထားတာကိုဒီဆာမွေအတွမ်းမှာဒီကငါဖြူဒီကိစ္စတွေဘာမှမတည်ဆောင်လာဘူးပေါ့ဗျာအဲ့ဒီတပည့်တော်ရဲ့အဲ့ဒီမောက်တောင်ဆဲတောင်ကိုဟိုဘက်ကတစ်ဖက်ကကြားရတယ်ဗျာတင်ပါအဲ့ဆိုမမဖုံးပိတ်ကွာပေါ့ဗျာအင်း